အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကတော့ပြန်ပြီးတော့ကြိုလိုက်ပါအဲ့တော့ဒီနေ့မှဒါကျွန်တော် Manchester United နောက်ထပ်တစ်ပုတ်ဖြစ်သွားတာပေါ့နော်အဲ့တော့ Manchester United အသင်းနဲ့ဒါကျွန်တော် breaking news ကတခြားသောအသင်းတွေမဟုတ်ဘူးလက်ရှိမှာ Manchester United အသင်းရဲ့ကွင်းလည်ကစားသမားဖြစ်တဲ့ Bruno Fernandes ကတော့ Manchester United အသင်းကဒီနှစ်မှာထွက်ခွာမှာလုံးဝမရှိဘူးဆိုတဲ့သတင်းကတော့လက်ရှိမှာ TA1 journalist တွေစီကနေပြီးတော့ တက်ရှိလိုလာခဲ့ဖြစ်တယ်ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိမှာ tier 1 2 dot shop border line တွားနေတဲ့ banji corp ကနေပြီးရေးသားလာခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဒါနဲ့ပတ်သက်ပြီးအဆက်လေးလည်းရှိတယ်ဘောနာဒါနည်းနည်းလေးဒါတော့အကုန်လုံးနည်းနည်းလေးပြောချင်တဲ့သဘောမှရှိအဲ့တော့ manchester united အသင်းနေနဲ့ဒီနှစ်နွေရာသီမှာသူတို့ဘက်ကလည်း bruno fernandes ကိုပေးသွားဖို့မရှိသေးဘူး bruno fernandes ကလည်းဒီနှစ်နွေရာသီမှာ manchester united အသင်းကနေပြီးတော့ထွက်ခွာဖို့အတွက်လုံးဝလုံးဝလုံးဝအစီအစဉ်မရှိဘူးလို့လည်း ကျွန်တော်တို့သိရတဲ့ဒီမှာပါပါတယ်အဲ့တော့အဲ့ဒါလေးကိုနည်းနည်းလေးပြောအောင်ဘူနိုဖာနန်ဒက်စ်အနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Manchester United အသင်းစီကနေ January မှာထွက်ခွာမယ်ဆိုတဲ့သတင်းတွေအများကြီးထွက်နေခဲ့ပေမယ့်အခုလက်ရှိမှာ Banji Cop ရဲ့အဆိုအရဆိုရင်တော့ကစားသမားဘက်က United ဘက်ကနွေရာသီမှာသူတို့နှစ်ယောက်အနေနဲ့လမ်းခွဲဖို့အတွက်လက်ရှိအနေထားရလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ United အသင်းနဲ့ Bruno Fernandes ရဲ့ replacement ကိုတဲ့ဒီနေ့ပေါ့ ဒီဆောင်းရာဒီအပြောင်းရွှေ့မှာလဲချက်ချင်းဆိုသလိုဒါကျွန်တော်တို့ချက်ချင်းခေါ်ဘူးအတွက်လုံးဝမဖြစ်နိုင်တဲ့အတွက်ကြောင့် Manchester United အသင်းစီမှာဒါ Bruno Fernandes ရဲ့ backup ကိုချက်ချင်းခေါ်ပြီးတော့ပတ်စံရှိမယ်ဆိုရင်တော့မှခေါ်နိုင်တဲ့အနေအထားမှာမရှိဘူး Bruno Fernandes ဘက်ကလည်းလက်ရှိမှာသူ့အနေနဲ့သူဟာ Manchester United အသင်းကိုဒီနှစ်တစ်နှစ်မှာသူဆက်နေမယ်ဆိုတဲ့စိတ်ဓာတ်ကိုအပြည့်အဝထားခဲ့ပြီးသူ့မိသားစုနဲ့သူသူဒီဘဲမှပြောင်းမှုအစီအစဉ်မရှိဘူးဆိုတဲ့သတင်းလေးကိုထွက်ပေါ်လာအဲ့တော့လက်ရှိမှာဒါဒီနှစ်ဆောင်းရာဒီမှာဒါကျွန်တော်တို့ sorry ဘက်ကလည်းဒါကျွန်တော်တို့ Bruno Fernandes ကိုခေါ်ဖို့အစီအစဉ်မရှိဘူးဘာလို့လဲဆိုတော့သူတို့ဘက်ကတွေးထားပြီးသားဒါကျွန်တော်ဒီနှစ်ဆောင်းရာဒီမှာ ခေါ်မယ်ဆိုဘရူနိုဖာနန်ဒက်ကလာမယ့်နွေရာသီမှာခေါ်တာထက်ဆိုင်အများကြီးဈေးကြီးသွားနိုင်တဲ့အနေအထားမှာရှိတယ်။အသင်းကိုယ်တိုင်ကလက်ရှိမှာကြေကဲဖောင်ပြန်ကောင်းခဲ့မယ်ဆိုဘရူနိုဖာနန်ဒက်ဘက်ကနေပြီးအသင်းကထွက်ဖို့လုံးဝမရှိဘူး။ဖောင်ဆိုးသည်ဖြစ်စီဖောင်ကောင်းသည်ဖြစ်စီအစကတည်းကအသင်းကထွက်ဖို့မရှိဘူးပေါ့နော်။ယူနိုက်တက်ဘက်ကလက်ရှိမှာဘရူနိုဖာနန်ဒက်ကိုဒီနှစ်ဒါဒီနှစ်အသင်းမှာအဓိကကစားသမားတစ်ယောက်နဲ့သတ်မှတ်ထား။ဒါပေမဲ့ဘန်ဂျိုကိုဗီရဲ့စကားလုံးကဒီမှာနေမဆုံးတော့။ဒါပေမဲ့ United အသင်းနဲ့လာမယ့်နေရာဒီမှာတော့ဒီကိစ္စအပြောင်းလဲသွားနေတဲ့အနေအထားမှာရှိပါတယ်။ Manchester United အသင်းနဲ့လာမယ့်နေရာဒီမှာ Bruno Fernandes ရဲ့အပြောင်းရွှေ့ကနေပေါင်သက်90နဲ့တောင်သက်80ကြာအကယ်၍လာကမ်းလန်းခဲ့မယ်ဆိုရင်တော့ United ဘက်ကတော့စဉ်းစားသွားဖို့အခြေအနေရှိတယ်လို့သိရတယ်မှာပါတယ်။အဓိကကတော့ခုနကကစားသမားကိုရောင်းကျင်နေဆိုတာတက်စားကစားသမားရဲ့လုခလာစာမြင့်မားမှုကိုလည်း short ချနိုင်မှုအတွက် United ဘက်ကစတင်ပြီးပြင်ဆင်လာခဲ့တယ်။ Bruno Fernandes ကိုတိုင်ကလက်ရှိမှာဒါ United နဲ့သူနဲ့ဇလန်းကပြီးဆုံးလို့နီးနီးဖြစ်ပြီးလို့သူ့အနေနဲ့ခ န်စားမှုတွေရှိရဆိုတဲ့ကောလာဟာလာတွေ TF TF5 journalist တွေမှာတက်နေတာတော့ရှိတယ်။ဒါပေမဲ့ဒါကတော့ဒုနာပေါ်တဲ့ TF TF5 အဲ့တော့ကစားသမားဘက်ကလက်ရှိမှာတရင်နဲ့ပတ်သက်ဘာမှသိပြီးမထူးသေးဘူး။ဒါပေမဲ့ကစားသမား agent ကတော့မဆက်ခက်ပေါ်ကတော့ကျွန်တော်တို့ခဏခဏဆူတယ်လို့ဒါကျွန်တော် sorry ဘက်က agent နေနဲ့ခဏခဏတွေ့ရလေးရှိတယ်။ဒါကျွန်တော်တို့ Bruno Fernandez agent ကတော့ကျွန်တော်တို့ sorry ဘက်မှာဒါကျွန်တော်ဟိုတစ်ခါကဒါ beverages ကလာမသိရေးထားတာဖတ်ဖူးတာရှိတယ်။အဲ့ဒါကဘာလဲဆို Bruno Fernandez ရဲ့ဒါကျွန်တော် agent ကိုဒါဒီနေ့ညရာဒီမှာဒါကျွန်တော် sorry ဘက်နဲ့တောက်လျှောက်တွေ့ဆုံမှုတွေရှိခဲ့တာမှန်ပေမဲ့ဒီကြားတဲ့ မှာဒါ LED ဟဲ့ဒါကျွန်တော်တို့ representative တွေနဲ့တွေ့ခဲ့တယ်ဆိုတဲ့သတင်းတွေကိုလည်း suggest to bio ဘက်ကရေးထားခဲ့တာတွေ့ရမယ်ဒါပေမဲ့ဒါတော့ tier 3 tier 4ပေါ့နော်အဲ့တော့သတိမှာ Bruno Fernandez ရဲ့ agent ကတော့ရှင်းပါတယ်သူ့ရဲ့ကစားသမားအတွက်လာမယ့်နေရာဒီမှာနေရာအတိတ်တနေရာအတွက်အခုချိန်ထိတောက်လျှောက်လှုပ်ဆောင်ပေးနေတယ်ဆိုတာကလုံးဝလုံးဝငြင်းစရာမလိုဘူးဒါပေမဲ့ United ဘက်ကတော့ရှင်းတယ်ဒါ Bruno Fernandez ကိုရောင်းလို့ရတဲ့ပတ်စံနဲ့လာမယ့်နေရာဒီမှာအသင်းနဲ့ကိုပြန်လဲပြီး investment လုပ်သွားမယ်အဓိကနောက်တစ်ခုက Bruno Fernandez လက်ရှိလုခလာစားကတပတ်လုခ3သိန်းကျော်ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါကူလည်း short ချပြီးသားလည်းဖြစ်တယ်က ကစားသမားကိုလည်းရောင်းချပြီးသားဖြစ်ပြီးအသင်းကိုတခါတည်းရင်းနှီးမြှုပ်နှံမှုရတဲ့ဖြစ်တဲ့ကြောင့်မို့လို့သူတို့အနေနဲ့လာမယ့်နွေရာသီမှာဘရူနိုဖာနန်ဒက်စ်ကိုရောင်းချသွားဖို့လည်းစဉ်းစားသွားမယ်။ Sorry Pro League ကလည်းရှိမှာတာကျွန်တော်တို့ Manchester United ရဲ့ကွင်းလည်းကစားသမားကိုဒါကျွန်တော်လက်ရှိမှာ LED ဟဲ့ Al Hilal ဒီလိုအသင်းတွေကနေပြီးတော့ကျွန်တော်ပေါင်တန်း60လောက်နဲ့ခေါ်ယူနိုင်မယ်လို့ confidence ရှိရှိစဉ်းစားနေတွေ့ရမယ်။အဲ့တော့နောက်ဆုံးတော့ကျွန်တော်ထင်တာကလည်းရှိမှာ United ဘက်ကလည်းရောင်းမယ်ဆိုရင်တော့ကစားသမားပုံမှာပဲမူတည်မလို့မြင်နေ။ United နဲ့လက်ရှိမှာကစားသမားနဲ့ကစာချုပ်တက်တဲ့အခြေအနေတစ်ခုရကြံနေသေးတဲ့အတွက်ကြောင့်မို့အကုန်လုံးကနောက်ဆုံးမှာမူတည်သွား ားခဲ့မယ်ဆိုရင်တော့ကစားသမားအပေါ်မှာပဲအဓိကမူတည်သွားမယ်လို့လည်းသတင်းတွေကသိရတယ်မှာပါအဲ့တော့ဒါဘရူနိုဖာနဲအသင်းကထွက်မလားမထွက်ဘူးလားဆိုတော့ကျွန်တော်နောက်ပိုင်းညီမပူပူကြီးတော့သတင်းတွေကပူသိလာခဲ့မယ်တဲ့မှာပါတယ်ဒါပေမဲ့သူ့ရဲ့အေဂျင့်ကတော့ရှော့အလုပ်ရှုပ်နေတယ်ဆိုတဲ့သတင်းတွေကအမှန်ဖြစ်တယ်ပေါ့နော်သူ့ရဲ့အေဂျင့်နေအခုလက်ရှိမှာ sorry အသင်းရဲ့ကလပ်တွေကဒူတောက်ရှော့ဆွေးနွေးနေပြီးတော့လက်ရှိမှာဘရူနိုဖာနဲကိုခေါ်ယူနိုင်တဲ့ Europa League ဥရောပကလပ်တွေတော့ဘယ်သူမှမခေါ်ယူဘူးရှိတယ်တဲ့မှာပါဒါပေမဲ့ sorry ကလပ်တွေကဒါလက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကိုအသင်းကနေပြီးတော့ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေတောက်ရှော့ထွက်ပေါ်နေခဲ့တာကိုတွေ့ရ ာမဲတွေမှာပါတယ်လို့သိရတယ်မှာပါတယ်အဲ့တော့ဒါလက်ရှိနေတာပေါ့အဲ့တော့ United အသင်းရဲ့လက်ရှိဘုတ်အဖွဲ့က Manchester United နဲ့လာမယ့်နေရာဒီမှာအလွတ်နဲ့ခေါ်ယူလို့ရနိုင်မယ့်ကစားသမားတစ်ယောက်ကိုတိတ်ပြီးမျက်စိကျနေတဲ့ဘက်မှာရှိတယ်။အဲ့ဒီကစားသမားကကျွန်တဲ့ကစားသမားမဟုတ်ဘူးလက်ရှိမှာဒါကျွန်တော် Crystal Palace ရဲ့လက်ရှိ captain ဖြစ်လို့ Englishman လည်းဖြစ်တဲ့ဒါကျွန်တော် English နိုင်ငံသား England နိုင်ငံသားလည်းဖြစ်တဲ့ Maguire ကိုတော့ Manchester United အသင်းကိုခေါ်ယူဖို့တော့စဉ်းစားသွားခဲ့တယ်လို့သိရတယ်မှာပါတယ်။အကယ်၍လက်ရှိမှာဒါကျွန်တော်တို့မနေ့ကတင်ဆက်ထားကြီးခဲ့လို့ Harry Maguire ရဲ့စာချုပ်အစ်စ်ကအစင်မပြေခဲ့ဘူးဆိုရင်တော့ Maguire ကိုအသင်းစီကိုခေါ်ယူသွားဖို့တော့ပြင်ဆင်လာခဲ့ပြီလို့သိရတယ်မှာပါတယ်။ ်လက်ရှိမှာဒါကျွန်တော် Manchester United ဘုတ်အဖွဲ့ကအင်္ဂလန်ကစားသမားလည်းဖြစ်တယ်ကပတိန်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါ United အသင်းစီကိုရောက်လာခဲ့မယ်ဆိုရင်တော့တော်တော်လေးကို perfection ဖြစ်သွားနိုင်တယ်ဆိုတဲ့အနေအထားရရှိတယ် United အသင်းရဲ့ဒီကစားသမားကတော့ဆောင်းရည်အပြောင်းအရွှေ့မှာလုံးဝလုံးဝလုံးဝလိုက်သွားဖို့မရှိဘဲနဲ့ဒီကစားသမားကို Manchester United အသင်းနဲ့လာမယ့်ညရာဒီမှသာအလော့ကိုသူများအသင်းနဲ့အတူရှင်ပြိုင်ပြီးတော့ခေါ်ယူသွားဖို့အတွက် ထူဆောက်တော့မလို့ဒီရတယ်မှာပါအဲ့တော့မက္ကာကြီးကိုယ်တိုင်ကလည်းသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအခုချိန်ဒီမဆုံးဖြတ်ဘူးအခုလက်ရှိမှာသူ့ကိုစိတ်ဝင်စားနေတဲ့ကလပ်တွေအများကြီးရှိတယ်တရားရတဲ့နည်းနဲ့လစ်ဗာပူးစိတ်ဝင်စားနေတယ်ဘိုင်မြူနစ်ဆိုသူနဲ့အခုချိန်ကတည်းကစပြီးဆွေးနွေးနေပြီချယ်ဆီစိတ်ဝင်စားနေတယ်အခုလက်ရှိမှာ တော်တန်ဟော့စပစ်တင်စိတ်ဝင်စားပြီးရင်တော့ကျွန်တော်ဘိုင်မြူနစ်တင်လည်းစိတ်ဝင်စားနေတယ်အဲ့လက်ရှိမှာအင်္ဂလန်နိုင်ငံသားဒါကျွန်တော်လက်ရှိဒါမက္ကာကြီးအနေနဲ့သူ့ကိုယ်တိုင်ကဒါကျွန်တော်နိုင်ငံခြားကိုပြောင်းသွားတဲ့ဆိုင်သူကတော့ပရီးမီးယားလိမာသာရေရှည်ရဆက်ပြီးရှိခြင်းပြီးသူ့နဲ့သူ့သူဒီချန်တဲ့အသင်းတွေကိုမပြောင်းရွှေ့ခြင်းပဲနဲ့ပရီးမီးယားလိမာသူဆက်ပြီးနေခြင်းနဲ့ဆိုတဲ့တ တင်းတွေကအမှန်ဖြစ်တယ်အဲ့တော့လက်ရှိမှာမက်ဂိုင်ကိုမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒါကျွန်တော်တို့ ရနိုင်တဲ့ chance ရှိတယ်ဆိုကျွန်တော်အနေနဲ့ possibly ရဲ့ဒါပေမဲ့ United အသင်းနဲ့အရင်တုန်းကလိုဒါလုခလာစာကိုဘိုးဘောလော်အော်မပေးတဲ့ကြောင့်အရင်တုန်းကတော့လွယ်ကူနိုင်တဲ့အနေထားမှမရှိဘူး United အသင်းနဲ့လက်ရှိမှာ salary cap ကိုစတင်ပြီးဒါသတ်မှတ်နေပြီဖြစ်တဲ့ကြောင့်မို့သူတို့အနေနဲ့အကဲဒီကစားသမောက်သတ်မှတ်ပေးမယ်ဆိုတော့တပတ်လုခလာစာ2သိန်းနဲ့2သိန်း2000ပတ်ချာလေးဝင်ကြပဲသတ်မှတ်လို့ရမယ် bonus ပါမယ်ဆိုတော့ maybe 2သိန်းခွဲ3သိန်းလောက်တက်သွားနိုင်တဲ့အနေထားမှရှိပေမဲ့ဒါအဲ့ဒီ bonus ကလည်းခုနက clean sheet တွေဒါဘာညာပုံမူတည်ပြီးသွားနိုင်တဲ့ကြောင့်မို့သူအနေနဲ့တိတ်ပြီးလွယ်ကူနိုင်တာအဲ့တော့ United အသင်းနဲ့အရင်တုန်းကလိုဒါကျွန်တော်ဘုံဘောလော်လာမင်း9စီလာခဲ့တပတ်လုခ3သိန်း င်းပေးမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့သူတို့ရဲ့ develop ကလာဆိုတာ3000 2000ကျတယ်ဒီလိုပုံစံမျိုးနဲ့စတင်ပြီးကန်လာဖြစ်ပြီး bonus ပါရင်တော့3000ကျော်လောက်ထိတက်သွားနိုင်တဲ့ပုံစံမျိုးကိုလည်း United အသင်းစီကနေပြီးတော့တွေ့ရတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တဲ့နေရာမှာရှိတယ်ပေါ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးဒါနောက်ဆုံးသတင်းတစ်ခုအနေနဲ့တည်တည်ချာချာပြောရမယ်ဆို United အသင်းနောက်ဆုံးသတင်းတစ်ခုပေါ့နော်ဒါနောက်ဆုံးသတင်းကဒါနည်းနည်းလေး Colin Harris နဲ့နောက်ဆုံးမှာပဲထားလိုက်တယ်အဲ့တော့လက်ရှိမှာ United အသင်းကနေထွက်ဖို့အတွက်တည်ချာနေပြီဖြစ်တဲ့ Kobe Mine လို့ပဲ Kobe Mine လို့နေအခုလက်ရှိမှာသူ့ရဲ့ agent ကတော့ Napoli သင်းနဲ့တရားဝင်စပြီးတော့စကားပြောနေပြီဆိုပြီး ီးတော့ tier 2 tier 3 level တွေကနေစတင်ပြီးတော့ different sources ကစပြီးထွက်လာခဲ့တယ်။ကိုယ်မိုင်းညသူ့အနေနဲ့လက်ရှိမှာ Ruben Amorin ရှိတယ်သူကစောင်းရည်အပြောင်းရှိမှာသူ့အတွက်အသင်းပြောင်းတာကပို့ပြီးတော့အဆင်ပြေလိုက်မယ်လို့ယူဆတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့အသင်းပြောင်းဖို့အတွက်လက်ရှိမှာစတင်ပြီးတော့စဉ်းစားလာခဲ့ပြီဖြစ်ပါတယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ကိုဘီမိုင်းနူအနေနဲ့ဒါသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူဒီဆုံးဖြတ်ချက်ချပြီးဖြစ်တယ်။ Ruben Amorin အသင်းမှာဆက်ရှိမယ်ဆိုသူ့နဲ့ရှင်းပါတယ်။သူဟာအသင်းပြောင်းမယ်။သူကတော့မတားနဲ့အကုန်လုံးအသင်းပြောင်းမယ်ပေါ့။အဲ့တော့ နပိုလီသင်းနဲ့သူ့ရဲ့အေဂျင့်နဲ့စတင်ပြီးဆွေးနွေးခဲ့ပြီဖြစ်တယ်။နပိုလီဘက်ကတော့ရှင်းပါတယ်။ကိုယ်မိုင်းနူကအငှားကြီးပဲနဲ့တော့မခေါ်ချင်ဘူး။ကြိုက်နေတတ်တယ်ဆိုရင်တော့အပီးတိုင်ခေါ်ယူပိုင်ခွင့်နဲ့ခေါ်ယူပြီးတော့လက်ရှိမှာစဉ်းစားတယ်။ဘာကြောင့်လဲ။လက်ရှိမှာတို့အနေနဲ့ United ကခေါ်ယူတဲ့ကစားသမားတွေတို့အတင်တော်တော်လေး contribute ဖြစ်တာဖြစ်တယ်။ Wildland ကိုလည်း United ဘက်ကနေခေါ်ယူတဲ့အချိန်မှာဒါအတင်ပေါ်တော်တော်လေး contribute ဖြစ်ခဲ့တယ်။ Tomini ကတော့ပြောစရာမလိုဒါ Balloon D'Or ရဲ့ nomination မှာတော့ပါခဲ့တဲ့အထိကိုသွားတယ်။အဲ့တော့ကိုယ်မိုင်းနူအနေနဲ့လက်ရှိမှာဒါ Antonio Conte လက်အောက်မှာ thrive ဖြစ်နိုင်တဲ့ကစားသမားတယောက်လက်ရှိမှာ Antonio Conte နဲ့သတ်မှတ်တယ်။ Antonio Conte ကိုလည်းကိုယ်မိုင်းနူကိုခေါ်ပေးပါဆိုပြီး Conte ကိုဒါ ါကျွန်တော်ကဆိုရာနပိုလီရဲ့ဘုတ်ဖွဲ့ကိုတောင်းဆိုထားတယ်လို့သိရတယ်မှာပါတယ်ဒါကဒမားစကီရဲ့ဘလော့မှာရေးသားထားခဲ့တာတွေ့ရမှာတော့ tier 2 level လောက်တော့ရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါကိုမိုင်းနူကလက်ရှိမှာ United အသင်းကနေလာမဲ့ဆောင်းရည်ပောင်းရှူတော့ထွက်ချင်နေပြီဒါ United အသင်းကနေရာမပေးဘူးဆိုရင်သူက100%ထွက်ဖို့အတွက်လည်းရာခိုင်နှုန်းများတယ်သူကတော့အငားနဲ့ပဲထွက်ချင်တယ်အချိန်တန် United အသင်းကိုပြန်လာခြင်းတဲ့သဘောမှာရှိပါတယ်အဲ့တော့ဘာဒီဘလူဖြစ်မှာဒါတော့ကျွန်တော်စောင့်ကြည့်ရမှာနောက်ဆုံး Kola Hala ဆက်ဆက်တင်းတစ်ခုကတော့ United အသင်းနေနဲ့တိုက်စစ်ပိုင်းရလာမဲ့ New Year ဒီမှာ Rafinha ကိုခေါ်ယူခြင်းနဲ့ဆိုတဲ့ Kola Hala ဆက်ဆက်တင်းတွေတော်တော်လေးကိုတတ်နေတာတွေ့ရမယ်လက်ရှိမှာဒါ Barcelona အသင်းက ရာဖင်ညာကိုသူတို့နဲ့အဆင်ပြေနေပေမဲ့ရောင်းတင်ရောင်းသွားမယ်ဆိုရယ်ကစားသမားတယောက်နဲ့တတ်မှတ်ထားတယ်ဆိုရယ်ကောလာဟာလာထွက်နေတယ်အဲ့ဒါကြောင့်မို့လဲ United တင်ကရာဖင်ညာကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဆိုရယ်ကောလာဟာလာဆက်ဆံတရီတွေထွက်နေပါတယ်ဒါလေးပဲရှိပါအဲ့လောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစင်ပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်တူပါနဲ့ကောင်းမွန်သောတရီတွေဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးဆစ်ဆစ်တူကြတာပေါ့အားလုံးမကြည့်တူပါနဲ့ကျွန်တော်တောင်းပေးပါဗျမြန်မာပြည်ကလစ်ပြီးကြပါဗျမြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ် 第八遍。